ခံထားပြီဆိုရင်ဒီဒီအဋ္ဌဌာနပါရမီဘယ်တော့မှမဖြစ်ဘူး။ဒါလည်းပဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရတဲ့ခုပဲတဲ့။နောက်တစ်ခုကမေတ္တာအများရဲ့ကောင်းကျိုးကိုလိုလားတာ။ကိုယ်ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေအများတတ္တဝါတို့ရဲ့ကောင်းကျိုးကိုလိုလားတဲ့။အမုန်းကင်းစင်တဲ့ဘာဝတရားတစ်ခု။ လောကလူတွေကမိမိပေါ်မှာအကျိုးပြုတဲ့ပုဂ္ဂိုလ်သို့မဟုတ်မိမိနှစ်သက်တဲ့ပုဂ္ဂိုလ်ဆိုရင်တဏှာနဲ့ချစ်ခင်ကြတယ်မိမိအတွက်အနှောက်အယှက်ဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ဒေါသနဲ့မုန်းတီးကြတယ်အဲ့တော့ချစ်ချင်းနဲ့မုန်းခြင်းဆိုတာဒီနှစ်ခုစိတ်ထက်မှာကွဲပြားပြီးတော့နေတယ်ဘုရားလောင်းတော်တွေကြတော့အေးချစ်ချင်းနဲ့မုန်းခြင်း တဏှာနဲ့ချစ်ချင်းဆိုတာလည်းမရှိဘူးဒေါသနဲ့မုန်းခြင်းဆိုတာလည်းမရှိဘူးချစ်ချင်းနဲ့မုန်းခြင်းနှစ်ခုကြားမှာအကျိုးစီးပွားကိုလိုလားတယ်ဆိုတဲ့မြင့်မြတ်တဲ့စိတ်နဲ့ထားတယ်ပေါ့မေတ္တာဆိုတာတဏှာချစ်နဲ့တဏှာချစ်ဆိုကိုယ့်အတွက်မေတ္တာဆိုတာသူ့အတွက်တဏှာရဲ့သဘောကကိုယ့်အတွက်စဉ်းစားတာမေတ္တာကသူ့အတွက်စဉ်းစား အဲ့တော့သူ့အတွက်သူများအတွက်စဉ်းစားရဲဆိုတဲ့က selfish မဟုတ်ဘူးတဲ့ selfish ဆိုတဲ့ကိုကြိုးရှာတဲ့စိတ်ဓာတ်အမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မဟုတ်ဘူး။ဒါကြောင့်မို့ပါရမီဆိုတာပါရမီ7ပါးထဲမှာပါတဲ့ဒီမေတ္တာဆိုတာအများရဲ့အကျိုးလိုလားနဲ့တဲ့အများကောင်းကျိုးဆောင်ရွက်ဖို့အများရဲ့အကျိုးမျှော်လင့်နေဆိုတဲ့မြင့်မြတ်တဲ့စိတ်ဓာတ်ဟာလည်းပါရမီပဲ။နောက်တစ်ခုဥပိ္ပခာ ဥပိ္ပခာဆိုတာနဲ့ပတ်သက်ပြီးတော့နားလည်ဖို့ရဥပိ္ပခာကဘသူကကိုယ်ကိုဘာလုပ်လို့ဆဲသွားသည်ဖြစ်စေကိုယ်ကိုချီးမွမ်းနေသည်ဖြစ်စေကဲ့ရဲ့သည်ဖြစ်စေကိုယ်ကိုအကျိုးပြုသည်ဖြစ်စေအကျိုးမပြုသည်ဖြစ်စေထိုပုဂ္ဂိုလ်ရဲ့လောရကိုစိတ်ထဲမှာမထားဘူးသူလောရမဲ့အလုပ်ကိုလုပ်သွားတာအဲ့ဒါဥပိ္ပခာ ဥပိ္ခာဆိုတာပုဂ္ဂိုလ်တွေရဲ့လောက်ရက်ကိုလစ်လျူရှုပြီးတော့လုံးတဲ့နာလောက်တာအကျိုးစီးပွားကိုဆောင်ရွက်တာအဲ့ဒါမှဥပိ္ခာเนาะမတည့်လို့မခေါ်ဝဲနဲ့နေတာဥပိ္ခာမဟုတ်ဘူးညာတော်အပြင်ဥပိ္ခာဆိုအရာထဲမှာဥပိ္ခာထားလိုက်ဥပိ္ခာထားလိုက်ဥပိ္ခာဆိုတာအလွန်မြင့်မြတ်တဲ့သဘောထားတစ်ခုပဲအတိမ်ဆောင်မရှိဘူးသူက မြေကြီးလိုပဲဘလို့မြေကြီးอ่ะမြေကြီးဟာသူ့ပုံမှာမစင်အညစ်ကြေးတွေစွန်လဲစိတ်မဆိုးဘူးပန်းနန္ဒာရည်တွေလောင်းတော်လဲပဲဝမ်းမသာသူ့ဘဝဒီနှစ်ခုကဘာမှမထူးဘူးအေးဥပိ္ပခာဆိုတဲ့စိတ်ဓာတ်ကလည်းပဲဉာဏ်တဲ့ပုဂ္ဂိုလ်တွေပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေရဲ့လောက်ရတ္တိကို ဖီးမဆိုင်ဘူးတဲ့ကိုလုံးတဲ့နဲ့အလုပ်ကိုဆက်လုပ်သွားကောင်းတဲ့အလုပ်တွေလုပ်ဒါကြောင့်ကိုဖျားဖြစ်ဖို့မြင့်မြတ်တဲ့အလုပ်တွေဟာဒီလုပ်ငန်းတွေမလုပ်ဘဲနဲ့ဖျားဆိုတာမဖြစ်နိုင်ဘူးပေါ့အဲ့တော့ပါရမီရှင်တွေဆောင်ရွက်ရမယ်မြင့်မြတ်တဲ့အလုပ်တွေဆိုတာကအော်ဒီ10မျိုးပဲအဲ့ဒီ10မျိုးကိုတောင်မှအဆင့်30စီထပ်ခွဲလိုက်သေးတယ်နော် ဒါနဆိုလို့ရှိရင်အပြင်မပစ္စည်းလူရာကဒါနပါရမီကိုခန္ဓာကိုယ်မှာရှိတဲ့သွေးစတာကိုထုတ်ပြီးတော့လူရာကဒါနဥပပါရမီအသက်အသေးခံပြီးတော့လူရာကဒါနပရမတ္ထပါရမီသီလကလည်းထို့တူပဲပြင်ပပစ္စည်းတွေအဆုံးရှုံးခံပြီးတော့သီလကိုထိမ့်သိမ်းရှောင်ရှောက်တယ်မိမိရဲ့ ခြေလက်အင်ကအဆုံးရှုံးခံပြီးတော့သီလကိုထိန်းသိမ်းဆောက်ရှောက်တယ်။အသက်အဆုံးခံပြီးတော့သီလကိုထိန်းသိမ်းဆောက်ရှောက်တယ်။30 30အားလုံးဟာ30စီသွားမှာပဲ။အဲ့ဒါကြောင့်မို့လို့ပါရမီ7ပါအပြား30လို့ပြောတာ။ဒါအမှန်တန်လေ့ကျင့်ရတဲ့ကိစ္စတွေပေါ့နော်။အင်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာဒီအလုပ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုမြင့်မြတ်တယ်လို့ခေါ်ရတယ် ารมีရှင်ဆိုတာအခုလိုမြင့်မြတ်တဲ့အလုပ်တွေလုပ်လို့သူကြီးပန်ရတယ်ပေါ့သမတံဗုဒ္ဓလောကထွထားသဗ္ဗညုတဖရာအဖြစ်သို့ရောက်ချင်တဲ့ပုံကိုယ်လေးကြတော့အဲ့ဒီလေ့ကျင့်မှုဟာအတိုင်းအတာကန့်သက်တစ်ခုရှိတယ်တဲ့လေ့ကျင့်ရမယ် အတိုင်းအတာပမာဏတစ်ခုအဲ့ဒီအတိုင်းအတာပမာဏအတိုင်းမလေးကျင်နိုင်မရဘူးဒါကြောင့်မို့ဘုရားလောင်းတော်တွေဟာအ ਨੇ ဆုံးပညာဓိကပညာကိုဦးစားပေးတဲ့ဘုရားဆိုလို့ရှိရင်လေးအသင်ချေနဲ့ကဘာတသိလေးအသင်ချေဆိုတာမရေမတွက်နိုင်တာ လေးကား ရည်တွဲလို့မရတဲ့ကဘာပေါင်းဟာ၄ခါခြုံပြီးတော့ရည်တွဲလို့ရတာကဘာတသိန်းလို့ဒီလိုဆိုလို့ရတယ်။ဂေါတမမြတ်စွာဘုရား၄သိန်းချိန်တဲ့ကဘာတသိန်းပါရမီဖြည့်လို့ဘုရားဖြစ်လို့ရောက်တယ်။နောက်အဲ့ဒီမှာတတ္ထာဓိကသရတရားကိုရှေ့ထန်းတင်ပြီးတော့ဒီပါရမီတွေကိုဖြည့်ခြင်းတဲ့ပုဂ္ဂိုလ်ကျတော့၈သိန်းချိန်တဲ့ကဘာတသိန်း လုံလဝီရိယကိုရှေ့တန်းတင်ပြီးတော့အာမရလို့ထပ်ဖြည့်တဲ့ဘုရားလောင်းနေကြတော့16သင်္ချင်နဲ့ကမ္ဘာတသိဘုရားတဆူဖြစ်ဖို့ဟာအနည်းဆုံး၄သင်္ချင်နဲ့ကမ္ဘာတသိဆိုတဲ့ဒီအတိုင်းအတာအကန့်သတ်ကြီးတစ်ခုမပြည့်မချင်းဖြစ်ချင်းကြရမှာပေါ့အေးအဲ့ဒါလိုပဲမိမိကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်ဖြင့်သစ္စာလေးပါးကိုသိတဲ့ပစ္စေကဗုဒ္ဓ ပစ္စေကဗုဒ္ဓဆိုတာတိကြဖရာလို့ဒီလိုပြောလို့ရတယ်။ဘုသူတရားကိုမှနာပြီးတော့တဆင့်နာပြီးတတိခံပြီးတော့ဖြစ်တာမဟုတ်ဘူး။ကိုယ်ပိုင်အသိဉာဏ်နဲ့ဖရာဖြစ်သွားတယ်။သမ္မာသမ္ဗုဒ္ဓဖရာကနေတိကြဖရာအဲ့ဒီဖရာဖြစ်ဖို့ရကြတော့နှစ်သိန်းချီနဲ့ကမ္ဘာတသိန်းပါမီဖြစ်ရမယ်။အတိုင်းတာကန့်တရှိတယ်။ထို့တူရဲ့ မြတ်စွာဘုရားရဲ့လက်ရတော်ရံလက်ဝဲတော်ရံဖြစ်ဖို့ရအတွက်ကြတော့တစ်အသင်ခြေနဲ့ကမ္ဘာတသိမ့်ပါလို့ဖြစ်ရမယ်ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ဆိုတစ်အသင်ခြေနဲ့ကမ္ဘာတသိမ့်ကမ္ဘာပေါင်းအသင်ခြေကတစ်ခု နောက်ထပ်ရေတွက်လို့ရတာကတသိမ့်ဆိုပြီးတစ်အသင်ခြေနဲ့ကမ္ဘာတသိမ့်ပါရမီဖြစ်ရတယ်ဉာဏ်နဲ့သာဝကတွေတော့ဘလို့ပါရမီဖြစ်ရမယ်ဆိုတာ ကန့်တတ်ထားတာမရှိအဲ့တော့တရားချစ်ခင်သူတော်စင်ပြိတ္တတို့ဒီဘဝပါရမီဖြည့်လိုက်လို့ရှင်နောက်ဘဝသိကြတယ်နော်သိကြတယ်ခုနကလို့စုကြည်ပံမဟုတ်ဘူးဆိုလို့ရှင်ဖြစ်တယ်စုကြည်ပံဆိုလို့ရှင်တော့အဲ့ဒီသူ့ရဲ့ကန့်တတ်ချက်ဒီအတိုင်းအဲ့ဒီအတိုင်းအတာပြည့်မီအောင်လုပ်ဖို့တော့လိုအပ်တယ်ဒီကိတ္တဂေါရမီတို့ဆိုတာဘုရားရဲ့သမီးတော်တွေအဲမှာ ထင်ရှားတဲ့အမျိုးသမီးလေးတူပဲသူ့ဘဝစကြောင်းကိုသူ့ဟာသူ ပြန်ပြီးတော့ပြောထားတာအဓိကထားပြီးတော့ခွန်ကြီးတို့ပေါ့ခိတံဂေါရမီဆိုတာသာဝတိပြည်ကအမျိုးသမီးတစ်ခုပဲသူ့ရဲ့ဘဝဇာလန်ကဘယ်ချိန်မှသူဘာတွေလုပ်ခဲ့သလဲဆိုတာလေးကိုပြန်ပြီးတော့သူ့ဟာသူ ပြောထားတာရှိတယ် ီကနေ့ကဘာကနေပြီးတော့နောက်ပြန်ပြီးရေလိုက်လို့ရှိရင်တဲ့ကဘာတသိမ်းဂေါရမမြတ်စွာဘုရားရဲ့အလောင်းကိုယ်တိုင်ဟာလည်းပဲအဲ့ဒီကဘာတသိမ်းတက်ကပွင့်တယ်ဘုဒ္ဓမုတ်တရဘုရားအဲ့ဒီဘုရားထံမှာဗျာဒိတ်ခံခဲ့ဘူးလေဒီကဘာကပြန်ရေတွက်လိုက်လို့ကဘာတသိမ်းမှာဘုဒ္ဓမုတ်တရဆိုတဲ့ဘုရားကိုပွင့်ခဲ့တယ် အဲ့ဒီဂရုမုဒ္ဒရာဖျားထံမှာကောရမဖျားလောင်းဟာဖျားရိခံခဲ့ဘူးလေကိတာဂောရမီရဲ့ဘဝလေးကအဲ့ဒီကစပြီးတော့မှတ်တမ်းရှိတယ်ပေါ့ဂရုမုဒ္ဒရာမြတ်စွာဘုရားမတိုင်မီကလည်းသူ့ဘဝတွေရှိခဲ့မှာပဲသို့တော့အဲ့ဒီဘဝတွေအကြောင်းမှတ်တမ်းမရှိတော့သူ့ရဲ့ပါရမီဟာအဲ့ဒီကစတယ်လို့ပဲပြောနိုင်တယ် ပရိမုဒ္ဒရာမြတ်စွာဘုရားပွင့်တဲ့အချိန်မှာအဲ့ဒီမှာဟန္တာဝတီဆိုတဲ့နေပြည်တော်ကြီးမှာသူက အမျိုးကောင်းသမီးလေးတူသွားဖြစ်တယ်။ဒါမျိုးဆိုတာအနွန်တိုက်ဆိုင်နိုင်ခဲ့တဲ့ပေါ့ဘုရားပွင့်ပြီးတော့ဘုရားသရင်သုံးတဲ့နေရာမှာ